လက်ရှိစတုဂတ်အသင်းဟာအင်္ဂွန်းမှာတလုံးတည်တလုံး30ပေါင်းနဲ့ကာထားတယ်တလုံးတည်မှာတလုံး30ပေါင်းဖြစ်တာကြောင့်30ပေါင်းဆိုတဲ့အချက်ဟာ30တလုံးတလုံး50ပေါင်းဝင်ရိုးထဲမှာရက်တည်နေတဲ့အတွက် Osbine အနေနဲ့ကိုရနိုင်ဖို့ဆိုတာတဲ့ Stuka individual over 1.5 အနေဆုံးနှလုံးသွင်းနိုင်တယ်ဆိုတဲ့အချက်သွားတွေ့တယ်ဒီနှစ်သိန်းရဲ့နောက်ဆုံး PD ပြီးခဲ့တဲ့2025ရာသီเนาะပြီးခဲ့တဲ့အိမ်ငွေးမှာလေတလုံးတည်ပဲစတုကတ်ဘက်ကပြီးခဲ့တာလီကိုပြန်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်2018ကဆလို့လက်ရှိအချိန်ဒီတောက်လျှောက်အိမ်ငွေးမှာစတုကတ်ကြီးကြတဲ့ပွဲလုံးဝမရှိတာဘူးတလုံးအနေဆုံးပြတ်တယ်အမြင့်ဆုံးလေးလုံးပြတ်ထားတာတွေ့ရတယ်အစင်လာရလဲအကောင်းတယ် တော့လက်ရှိ on form လည်းအရင်ကောင်းနေတယ်ယူရိုပါလိမှာ Feyenoord လို့အဆင့်တစ်အသင်းကို Netherland ကအသင်းကို2-0နဲ့နိုင်ခဲ့တယ်ဆိုတော့အင်ဝင်းသိပ်စိတ်ပူစရာမရှိဘူးဒါပေမဲ့အဝေးဝင်းလေးတော့အနေငယ်အားနေတယ်ဒီရသည်မှာเนาะအဲ့တော့လက်ရှိဒီစုကရဲ့အင်ဝင်းကိုကြီးလိုက်တဲ့အခါမှာလည်းဒီရသည်ဒီ Bayern Munich တပွဲတဲ့တပွဲပဲဖလားပွဲမှာပေါ့เนาะ Germany ဖလားပွဲမှာ ဝမ်းတူးနဲ့ရှုံးထားတာတွေ့တယ်။စိန့်ပေါ်လီလိုလက်ရှိတန်းဆင်းဆုံးအောင်ဆုံးကအသင်းကိုအောင်ဆုံးတော့မဟုတ်တန်းဆင်းဆုံးနေရအသင်းကိုဒါတလုံး90ပေါင်းပဲပေးပြီးတူးစည်းနဲ့ပွဲပြီးခဲ့တဲ့အနေထားမှာစိန့်ပေါ်လီအပေါ်ရောက်နေတဲ့လက်ရှိဒီဒီ Oxford အသင်းကိုပေးခဲ့တဲ့ဂျေးအနေနဲ့စဉ်းစားမယ်ဆိုရင်တလုံးသိဟာတော်တော်လေးပြင်းပါတယ်။ဒါကြောင့်ဂျေးအရာအဖြစ်လည်းမိုက်တယ်။အဲ့တော့လက်ရှိအဆင့်6မှာ Stuttgart 16မှတ်နဲ့ရက်တည်နေတဲ့အနေထားမျိုးမှာဒီနေ့နိုင်နာနဲ့21မှတ်နဲ့အဆင့်4 Leverkusen ကိုကျော်သွားမှာဖြစ်တာကြောင့်ဘလို့ပဲစဉ်းစားစဉ်းစားဒီဘက် Stuttgart တို့ယုံမယ်လို့ကျွန်တော်ယူဆတယ်။အဲ့တော့ Oxford ဘက်ကိုပြန်ကြည့်ရင်လည်း Oxford က အကြဘက်ရောက်နေတဲ့ချိန်ကန်ကောင်းတယ်။ဒေါမုံကို Z1 နဲ့ရှုံတယ်။ဘိုချန်ကို Z1 လိုက်ဇစ်ကို Z6 နဲ့69ပြိုင်ရှုံထားတာဖြစ်ပါတယ်။အဲတော့ကလိုက်ဇစ်အဝေးဝန်းကနေပေးတဲ့ကြီးက level 100ရှုံးဒီမှာနော်ရှိပါတယ်။အဲတော့ level 100ရှုံးဆိုတဲ့ကပြောင်းပြန်လှန်လိုက်ရင်အိမ်ဝန်းမှာ level 100ထပ်ပေါင်းဝင်တကယ်တမ်းအဲတုန်းကလိုက်ဇစ်အိမ်ဝန်းနေနေပေးတဲ့ကြီးကတလုံးတည်ရှိရှိပါတယ်။အဲတော့ဒီလိုမျိုးအနေထားမှာလက်ရှိ Osbay ရဲ့အဝေးဝန်းစွမ်းဆောင်ရည်လည်းအားနေတာကြောင့် နော်ဘလူးဝဲစင်းသားစင်းသားဟက်ဒဟင်းလို့အသင်းကို2-1နဲ့ရှုံးတယ်ဗျာဒီစိန့်ပေါ်လေးအသင်းကို2-1နဲ့ရှုံးတာကြောင့်တိုက်ဆက်ပိုင်းလေးအားကောင်းပေမဲ့လို့၃လုံး30ပေါင်းဆိုတဲ့အနေထားဟာအော့စ်ဘတ်အနေနဲ့အရန်ကြီးကိုးရဖို့ဆိုတာထက်ကျွန်တော်တို့စတုဂတ်ဒီပွဲအနေအဆုံးတစ်လုံးတော့နော်ကတ်ပြီးအနေအဆုံးပြတ်မယ်လို့ပဲကျွန်တော်ယူဆတာကြောင့်ဒီနေ့ရဲ့နောက်ထပ်ဒီကြောင့်တဲ့တော့ပွဲရနော်၃ဆပွဲအနေနဲ့စတုဂတ်ဘော်ဒီလေးရွေးချယ်ထားပါတယ်နော်ဒါဒုတိယမြောက်ဒါအဲဒီကြောင့်တဲ့တော့ယူချင်မှုဖြစ်ပါတယ်စတုဂတ်ဘော်ဒီ3ဆပွဲဖြစ်ပါတယ်